ားလုံးပဲမင်္ဂလာပါရှင်ကျွန်မဒီနေ့ဖတ်ပြပေးမှာကတော့ဆရာဂျိုးစောရေးသားထားတဲ့ရွှေဖနောင်းဆိုတဲ့ဝတ္ထုတိုလေးတစ်ပုဒ်ပဲဖြစ်ပါတယ်ရှင်ရွှေဖနောင်းတကြံတစ်ခါရောက်လာပြန်ပြီဒီနေ့တကြံဒီခါတိုင်းတကြံများလောက်မစီဟုကျွန်တော်ထင်သည်ခါတိုင်းဆိုအင်ရှိလမ်းမမှာရေပက်ခံကားတွေဆိုင်ကယ်တွေတဏီကုန်ပြက်တဲ့ရေလို့မရှိမိုးလေမိုးချုပ်မျက်စိရှုပ်နာကြီးဒီနှစ်တော့လမ်းပေါ်မှာအသွာလာကျဲပါနေသည် ကျွန်တော်အစည်းကမ်းမှာလဲခါတိုင်းတကြံရဲ့များလောက်လူနာမစီကားတော့ခါတိုင်းဆိုရေပက်ခံထွက်ရင်ဖြားလို့နာလို့မတော်တဆထိခိုက်တံရရလို့အရက်မူပြီးရန်ဖြစ်ကြလို့ရိုက်ကြ၊ကွဲကြ၊ပြဲကြလို့မိုးလင်းမိုးချုံလူနာ ပြက်တည်ရလို့မရှိဒီနှစ်တော့အစည်းကမ်းမှာအဖျားအနာကျဲပါနေသည်အတော်လားအဖျားနာတွေကျဲပါနေလေတော့ကျွန်တော်ဒီအစည်းကမ်းပြီးသိပင်ရိတ်မှာပလက်ကတိုင်းတလုံးအကားစားကြနဲ့၃လေးဆောင်နဲ့ဘောလုံးကိုပဲကျုံကျုံပြီးကန်နေရတော့သည် ာမနီကမ္ဘာဖလားဘောလုံးပွဲကြီးကလည်းနီးလာပြီလာလီဂါစီးရီးအေပရီးမီးယားလိချန်ပီယံလိဘောလုံးပွဲတွေကလည်းဆက်ချိန်မြင့်နေစေကမ္ဘာဖလားပွဲမီ MRTV4 Channel 5ကလည်းတက်လိုက်ခြင်းသည် Go Score တွေချက်ချင်းတီးရအောင်အဆင့်မြင့် GSM လက်ကိုင်းဖုန်းတွေလည်းရှိလိုက်ခြင်းသည်ခြင်ချင်းတွေအကောင့်ထဲပေါ်ဖို့စည်းစလုံးထိုးကြက်ငွေတစ်သောင်းယူရကောင်းမလားဒေါ်လာကို ယူရကောင်းမလားခေါင်းစားနေစေမှာပင် လူနာမြင့်တဲ့တစည်းစီကန်းရှိရောက်လာ၏ လူနာတော့ကန်ဆိုးပြီသို့တော့ကန်ဆိုးသူကဆရာဝန်ဖြစ်သွား၏မြင်းလဲပေါ်မှဆင်းလာသူတွေကမျက်နှာသည်ဖြစ်နေသောမိษွေနှစ်ယောက်နှင့်ခင်မင်းရင်းသော သူတို့ရွာကဥပစင်းဖြစ်နေရှိ၏ဒီချိန်ဆိုအချိုရီလေးလောက်တော့ကတ်မှကောင်းတော်မူကြွပါဖျားကြွပါဖျားအေးလေးပါလေးဥပစင်းကကျွန်တော်စကားဆုံးအောင်မဆောင်လက်ကပြားခဲ့အချိန်ရမယ်မထင်ဘူးဒေါက်တာကြီးသူတို့လူနာကအရေးကြီးပုံရတယ်ကြံတွင်ဆရာဝန်ပြရမှာအားနာလို့တဲ့အကျုပ်ကိုစစ်ကူခေါ်လာတာလေ ဟာရပါတယ်ဖျက်လိုက်ကြည့်ပေးရမှာပေါ့သူတို့ကိုလည်းတပည့်တော်ရင်းနှီးပါတယ်ပြောပါအောင်ဗျခမားတို့ရွာကလားလူနာကဘသူတော့ဘာဖြစ်တာတော့ဘသူရမှာတော့ကန်တင်ပေါ်စရာတကြံအကျိုးနှိကလေးကမိုးမလင်းနဲ့တောက်နေတာအခုတော့သတိကိုလစ်နေပြီခေါ်လို့တောင်မရတော့ဘူးတစောင်းမုံလုံးကလည်းပွဲခင်းနဲ့ရန်ဖြစ်လို့ခေါင်းကွဲတာလေဆရာတော်တခါချုပ်ပေးမှုပါသေးတယ်တခါမကပါဘူးဗျာကျွန်တော်ချုပ်ပေးရတာကိုနင်းငါးကရှိပြီကန်တင်ကျွန်တော်သိတာပေါ့ ကဲကဲတွားကြစို့ကျွန်တော်လည်းအရေးပေါ်အစေးအဆွဲကလိုက်လာခဲ့ရတော့သည်သူတို့ရွာကတမိုင်ပြော့ပြော့လောက်တော့ဝေးသည်လမ်းတလျှောက်ရေပဲ့မြေကလေးတွေကိုဥပစင်းကကြာပုတ်တရမ်းရမ်းနဲ့တားမြင်နေရ၏ကန်လေးကမိုးလင်းလင်းအရေးနှင့်မျက်နာတိတိအရေးသမားဖြစ်၏အလုတ်ကိုင်းမဲမဲရရမရှိမဲမဲရရလည်းမလုံနိုင်မျက်နာနဲ့ခြေမိုးတွေ ဖောသွို့မိုးအံ့နေပြီမယားနဲ့တာသမီလုံစာထိုင်စားရင်းမိသားစုကိုနှိမ့်ဆက်နေသူဖြစ်၏ ရထဲရွာထဲမှာလဲဆူသွန်းတောင်းကျန်းသွေးဆိုးရင်ဘူးကြကျင်သည်သူကရိုက်လိုက်သူကရိုက်ခံလိုက်နှင့်ရက်ွယ်ရုံခဏခဏရောက်လိုက်စေယုံစည်းကန်းရဲစခန်းတခါတလေရောက်လိုက်နှင့်ကန်တင်းတို့မိုက်ချက်ကတော့ကန်းကုန်သည်တဲ့ပြီးခဲ့သည့်တစောင်းမုံသူတို့ရွာကထိန်ပွဲညဇက်ပွဲမှာအရိုက်ခံရလို့ကျွန်တော်ပဲချုပ်ပေးခဲ့ရသည်ဒီနောက်ပိုင်းမတွေ့ရသည်ခုတော့သတိလစ်နေပြီတဲ့ကျွန်တော်ကကန်နဲ့မရှိတော့ဘူးမှတ်တာရှိသေးတာကို လူမိုက်ဆိုတာတက်ဆူးရှိတဲ့ဆရာကြီးသူ့မိသားစုကတရွာလုံးကပါတည်စီခြင်းလှပြီတင်းမင်းကိုတိုင်ကသူ့ကိုလန့်နေသလားမသိဒီတစ်ခါတော့တကယ်သိပြီထင်တာပဲဆရာတညာလုံးတမနယ်လုံးအသက်မရှူနှလုံးမခုံမျက်တောင်မခန့်နဲ့ဟာခမရတို့ကလည်းအဲ့ဒါဆိုသတိလစ်တာပဲဟုတ်တော့မှလည်းအသက်မရှူနှလုံးမခုံမှတော့တည်ပြီပေါ့ဗျဒုက္ခခံပြီးကျွန်တော်လာခေါ်နေသေးတယ်ဗျမဟုတ်ဘူးတကားကြီးကအသက်မရှူနှလုံးမခုံတာတော့မှန်တယ်သူ့ခန္ဓာကိုယ်ကကိုငွေးရှိနေသေးတယ်လို့ပဲ အမှန်ဆိုအသက်ထွက်တာတညနဲ့တမနဲ့ရှိပြီဆိုတော့အေးဆက်တောင်းနေနေရမှာမဟုတ်လားအခုလိုနှွေးနေပူပုံမျိုးနဲ့ဆိုအနက်နောင်ထွက်နေသင့်ပြီဆရာကြီးကျွန်တော်တို့ဒီဘလုံးလဲဒါပဲအငင်းပွားနေကြတာတချို့ကသေးပြီးတချို့ကမသေးသေးဘူးနဲ့တာခွားဆရာမလေးခေါ်ပြတော့လဲဇဝေဇဝါနဲ့သူလဲထက်ခါတလဲလဲကိုကြည့်ပေးတာသွေးရိုးစမ်းငကြက်နဲ့နားထောင် မျက်လုံးဖြဲပြီးလက်နှိပ်တံမီးနဲ့ထိုးကြည့်ပြီးတော့လဲမရီမရနဲ့ဒီဘလုံးကလည်းအဖြေတိကျင်လာပြီး ်အသက်ထွေယူမှန်ရင်နှစ်မကူးခင်မြေးချခြင်းကြတာကိုအဲ့ဒါဆရာမလေးကဆရာဝန်တယောက်ယောက်ခေါ်ပြပြီးဆုံးဖြတ်ခိုင်းပါဆိုလို့ဆရာကိုလာပင်းရတာဆရာကြီးအင်းအခုမှပဲဇက်ရည်လေတော့ဤလက်စားတတ်တော့ဒေဆုံးကြောင့်အတီးပြုချက်ယူခြင်းတော်ကိုကျွန်တော်တို့ဆရာဝန်များဖို့ဒါလေးများအသေးဖွာပါလုံးတဲ့ဆရာဝန်ဘွားကလေးကဝတ်ထဲမှာခဏခဏကြုံခဲ့ရတာပဲလူနာတယောက်အသက်ရှူလဲရက်သွားပြီးနှလုံးခုန်လဲရက်သွားပြီး မျက်စိတငယ်ရင်လဲကျဲသွားပြီဆိုရင်ဒီဆုံးကြောင်းအတီးပြူလိုက်ရတာပါပဲရပါတယ်ဗျာဟိုကြရင်ကြီးလိုက်တာနဲ့ပြောနိုင်ပါတယ်တိတ်ခဲရင်းတဲ့ကိစ္စမဟုတ်ပါဘူးဟုတ်ကဲ့ပါဆရာဆရာအဆုံးဖြတ်ပါပဲဆရာကသာအသက်မရှိတော့ဘူးလို့ဆုံးဖြတ်လိုက်ဘာသားတွေက ဖြစ်နိုင်ရင်ချက်ချင်းတောင်မြေမြုပ်တကြူချင်းကြတာအဲ့လောက်ကန်လင်းကိုအော်ကျော်လှန်ကြတာဆရာကြီးစကားတပြောပြောနဲ့မြင်းလဲကဖုန်ကြီးချောင်းဝင်းကိုဖြတ်ပြီးရွာထဲဝင်လာ၏ ရွာလန်းတလျှောက်ကလေးလူကြီးတွေစူး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 ဖြင့်စောင့်မျှော်စည်းကြိုနေကြသည်။အကြံတွင်ရွာထဲလာသည့်ဧည့်သည်ကိုရေပက်ခြင်းလို့မဟုတ်ရွာမြေသားခံယူသည့်ခံယူသည့်သားတင်မတင်ဆုံးဖြတ်ပေးမည်ကျွန်တော်ကိုစောင့်ကြိုနေကြခြင်းဖြစ်၏။မြင်းလေးဘောကဆင်းစောင့်ကြိုနေသောပြိဿကိုကြည့်ပြီးကျွန်တော်မှယင်ကောရမှလို့လို့လက်ပြရမှလို့လို့ဖြစ်သွားသည်၏။အမလေးကိုကန်တင်းရဲ့တော့ဆရာလာပြီးတော်မသေးသေးဘူးဆိုတာထပြလိုက်ပါဦး။ ဟူသောကန်နှင့်မိမငူတန်းကြီးကြားမှကျွန်တော်လည်းကုတ်ကုတ်ကလေးပြန်ဖြစ်သွားတော့၏။ရွာလူကြီးချိုးကကန်နှင့်မိမကိုအော်ငူရာခဏအောင်ထားဖို့ဆရာဝန်စမ်းတန်နေတော့အနှောက်ရှက်မဖြစ်ဖို့တူတူတတိပေးကြသည်။ကောင်မကိုကကိုဝေကျွေးကျွတ်မဲ့ဟာကိုမကြားတကြားပြောသူကပြောသည်။အင်္ဂလိပ်ကမြေဆိုင်တဲ့တာတာလေးဤတက်ကဝိုင်းအောင်နေတော့နေကင်းကြောင်တော်မှောင်တလို့ဖြစ်နေသည်ဝိုင်းအောင်နေကြသည့်လူတွေဖယ်ခိုင်းရသည်ကန်နေကဂရင်လိုလိုကုပြည့်လိုလိုပေါ်မှာပက်လက် ကျွန်တော်ကကန်နဲ့နဘေးညာဘက်မှနေရာယူလိုက်သည်မျက်မှောင်ကျုပ်ပြီးကြည့်လိုက်သည်ကန်နဲ့မျက်နှာကဝါသလိုလိုမဲသလိုလိုထောင်းအေးအေးနဲ့ဝမ်းပိုက်ကောချစ်ပမှုများပါမို့ဖောင်းနေသည်လက်ကဝေးသွေးကြောကိုစမ်းသည် သွေးစမ်းမရလက်ဝင်းသွေးကြောကိုစမ်းသည်သွေးစမ်းမရလက်ဝဲဘက်ရင်အောင်ပေါ်မှာ၄ချက်ဖြင့်နားထောင်သည်နှလုံးမကုန်ရင်ဘက်အနှက်၄ချက်ဖြင့်နားထောင်သည်ညာဘက်မျက်စိကိုဖျက်ကြည့်သည်တငယ်ရင်ကကျယ်နေပြီး ဘယ်ဘက်မျက်စိကိုဖျဲကြည့်သည်တငယ်အိမ်ကျနေပြီလက်နေတိုင်မိဖြင့်ထိုးကြည့်တော့လဲအတူတူပဲဒီအားလုံးကကျွန်တော်လုံးသမျှဝိုင်းကြည့်နေကြ၏ကျွန်တော်လှုပ်ရှားရအောင်အကြည့်တွေတကောက်ကောက်နိုင်နေကြ၏ရုပ်ရှင်ဘူယူရဲတွေကဆရာဝန်တို့ခေါင်းမဲရမ်းပြရမလားတက်ပြင်းမဲချပြရမလားပခုံးမဲတွန့်ပြရမလားဒီချိန်မှာတော့တကယ်ကိုအကြတဲ့ပင်ကြားရတော့ပါ၏ဟမ်အသက်မရှိတော့ဒီမှာတေချာချောင်းပြင်ညာဖို့ကျွန်တော်လေချောင်းရှင်းလိုက်စင်မှာ အနောက်မှာကနေသည့်တောင်ဖွားဆီယာမလေးကဆရာပြူပယ်တိုင်လေးတငယ်ရင်ကျေဖြစ်တာမင်းညကလေးကကြည်ပဲဟုတူတူကပြောသည်ဟေးဟုတ်ရဲ့လားဟုကျွန်တော်လဲတူတူပြန်မေးမိပြီကန်နဲ့တကူလုံးလဝါကိုမှောက်လိုက်လှမ်းလိုက်နဲ့လိုက်ဆန်းရတော့ဤဒီကောင်ပေါ်ဒီကအေးဆက်တောင်းတင်းမနေပျော့ပျော့ပြောင်းပြောင်းနဲ့ကိုငွေကရှိနေသေးတယ်လို့နှွေးနေတယ်လို့လို့ကျွန်တော်ကိုယ်တိုင်ဇဝေးဇွားဖြစ်သွားဤမနေ့ကတည်းကပြူပယ်တိုင်လေးဖြစ်နေတာတေချာရဲ့လားဤ တည်ကြပါရစေ။ကျမလည်းအဲ့ဒါမယုံလို့တော့ခဏခဏဖြဲကြည့်နေတာ။ကိုကန်တိမျက်ကုံတွေတောင်ပုံးနေပြီ။အေးဟာ sampling round တစ်ခုခုတော့တစ်ခုခုပါပဲ။ရင်ကျဲသားကောင်းနေသည့်ပြိတ္တသည်လှုပ်လှုပ်ရွရွရဖြစ်လာ၏။မတည်သေးဘူးထင်နေကွ။တည်နေပါပြီ၏။ဒီဆရာဝန်လည်းမပြောနိုင်ဘူးထင်နေ။စသည်ဖြင့်တယောက်တစ်ပေါက်မှတ်ချက်ချနေကြ၏။ကန်တိမိန်းမကလည်းတစခန်းထလာပြန်သည်။အမလေးကိုကန်တိရဲ့မြစ်တာတုံးကြီးရဲ့တော်မတည်ဘူးဆိုတာကိုထပြောပါအောင်တော့လား။ ျွန်တော်လည်းဥပစင်းနဲ့ရွာလူကြီးတချို့ကိုလက်တို့ခေါ်ပြီးလူရှင်းသည့်နေရာရောက်မှတိုးတိုးပြောရ၏ကျွန်တော်တို့အစီပညာရတော့အသက်မရှိတော့ဘူးဗျဒါပေမဲ့ချက်ချင်းမြေချတာလို့တကြူတာလို့တော့မလုပ်ကြပါနဲ့အောင်ပုံနဲ့နဲ့နေတာမှမဟုတ်ပဲတရက်လောက်တော့စောင့်ပါမနေ့ပြန်ကြကျွန်တော်စောင့်ကြည့်တစ်ခါလာကြည့်ပေးပါမယ်ကျွန်တော်ကိုလာခေါ်ပါဆရာရဲ့စီးပညာရအသက်မရှိတော့ဘူးဆိုရင်လည်းပြီးပြီမဟုတ်လားကျွန်တော်တို့အတွေ့အကြုံရလည်းအသက်မရှိတော့ဘူးဘာသာချိုးကလည်းနှစ်မကူးခင အဲ့ဒီလိုအယူဆလေးတွေကလည်းရှိကြတာကိုမင်းညားကများငှက်ဆိုးတွေကထိုးခွေးတွေကလည်းဥနဲ့ဟာဘာကြီးကလည်းအလောင်းကတင်းညားရောက်မှမျက်တောင်ထခန့်နေဘယ်နဲ့လုံးမလဲဖြည်းဖြည်းပေါ့ဆလောင်းခကြီးထဲမှာအယူမသီးစမ်းပါနဲ့ဗျာလူငယ်တယောက်က ဝင်ပြောဤတယောက်တစ်ပေါက်ဖြစ်ကျွန်တော်တို့နားမှာလူတွေဝိုင်းအောင်လာပြန်ဤကံနဲ့မိမကလည်းကျွန်တော်တို့ပဲမျက်စောင်းထိုးပြီးတချီတမောင်းထငိုပြန်သည် အမလေးကိုကန်နေရဲ့မြစ်တာတုံးကြီးရဲ့ဆီယံဝင်ကဆေးလေးတောင်ထိုးပေးမသွားဘူးတော့ကျွန်တော်လဲမြင်းလဲပေါ်ကုတ်ကုတ်ကလေးတက်ထိုင်နေရတော့ဤခဏနေမှအလားတုံးကပါသည့်ရွာသားနှစ်ယောက်ကမြင်းလဲပေါ်တက်လာသည်ဥပစင်းတော့မပါတော့တယောက်ကကဲမောင်းဟိမตาမဖြစ်တဖြစ်အိမ်ကလည်းတဲနာကြီးတာပဲနေဘူးဘူးမှာသူ့လင်းတရိယာလာရင်အရင်ဆုံးအရိုက်ခံရမှာသူအပြန်လမ်းမှာတော့မြင်းလဲကလေးတီလေးကန်အားလုံးကလည်းတုံ့နှီးပါဝေးနှုတ်ဆက်နေကြသဖြင့်ကျွန်တော်က မားတို့ကလည်းရွာသားချင်းချင်းကန်နေပေါ်မြစ်တာထားပုံရတယ်။ကန်နေကတော်တော်ဆိုးလို့လား။ကန်နေကသူ့မိန်းမမိဝင်းမတရွာသားတွေဆရာရဲ့မိဝင်းကကျုပ်တို့ရွာသားနဲ့အကြောင်းပါပြီးမှရွာရောက်လာတာ။သူ့ယောက်ျားဆုံးတော့ကန်နေနဲ့နောက်အိမ်အောင်ပြုတ်ပြီးရွာမှာတောင်းတင်းနေတာလေ။ကန်နေဆိုတဲ့ကောင်ကအစကဖောင်သမားခင်းသမားသူ့စာတီစင်းမြစ်ဘသူမှမသိကြဘူး။အော်ဒီလိုလား။ဆရာကကန်နေတော်တော်ဆိုးသလားတဲ့။ စိုးလိုက်သမဆရာကြီးတရွာလုံးမကဘူးတနယ်လုံးအော်ကျွန်းလန်ရှင်မဖြစ်ချင်းကြလို့တီးခန့်နေတာကိုပဲသူ့မလှန်ရဲဘူးလို့ထင်နေတာမူလာရင်တရွာလုံးကိုကင်တုတ်မိရှုပြင်မယ်ဆိုတာကပါသေးအခုတော့နေရသည်ဆိုသူသွားရနေရမျက်စိတောက်ထောက်ကြည့်နေရတာအခုတော့သူ့မိုက်ပြင်းနေသူပဲမိုက်ဆက်သိမ်းအဲမိုက်ဆက်ကမသိမ်းတဲ့ရင်ဆရာမြင်တဲ့အတိုင်းပဲလေဒေါက်တာကန်နင်းကအရက်တွေလှိမ့်တောင်းနေတော့သူ့တကူလုံးအရက်တွေစိန်ထားသလိုဖြစ်ပြီးမပုံမသူများဖြစ်နေတာလား မြင်းတဲ့ဆရာကလှဲ့မိခြင်းဖြစ်၏မဟုတ်ရပါဘူးဗျာအရေးအကြောင်းဖောရောက်နေတဲ့လူတွေသည်မြင်းမြန်တော်အနံ့ထွက်လွယ်သေးတယ်အခုလိုနွေရသည်ပူပုံမျိုးနဲ့ဆိုပူတော်မြန်သည်ကံနေအဖြစ်ကတော့ကျွန်တော်လည်းရှင်းမပြတတ်တော့ဘူးအဲ့ဒါပေါ့ဆရာမြင်းမြန်သေးစီရင်တဲ့သူများအသက်ကိုမထွက်နိုင်ဘူးဆိုတာမြင်းလဲတာကျွန်တော်စီကန်းရှိရောက်ကြရောကံနေဆူတီမိုက်ပြီးဇနန်းတွေကပြောမဆုံးအောင်တော်တော်အောင်ဖြစ်နေတော့ဤတကြံတစ်ခါပြီးသွားပြန်ပြီ နေ့စတဲ့ရက်နေ့တမနဲ့လုံးကျွန်တော်မှနေမထီထိုင်မှာဒါစီကန်ရှိခလမ်းမျောကြည့်ရသည်မှာခဏခဏမြင်လဲလာမလားဆိုင်ကယ်လာမလားကန်နေတို့ရွာကလာခေါ်တာမျောနေမိခြင်းဖြစ်၏မနေ့ခင်းပိုင်းကုန်လို့နေ့နေပိုင်းထီလဲရောက်မလာကြသည်စီကန်လာသည့်လူနာတွေထဲမှာလဲသူတို့ရွာကမပါနီးဆက်သူမပါအင်းရှိလမ်းပေါ်ဖြတ်သွားဖြတ်လာတွေထဲမှာလဲမေးကြည့်ရင်းသိနိုင်မိသူမပါညနေခင်းမှာတော့ကျွန်တော်မနေနိုင်တော့ကိုဟာကိုဆိုင်ကယ်ကလေးဖြင့်သူတို့ရွာဘက်ထွက်လာခဲ့၏ ရွာဦးကဖုန်ကြီးเจ้าကိုဝင်ပြီးဥပဇင်းနဲ့တွေ့ပြီးမင်းမြန်းစုံစမ်းကြည့်မိမပေမဲနေတော့ဆရာဝန်ကလူနာအိမ်ကိုတန်းမသွားတဲ့ဖုန်ကြီးเจ้าဝင်နဲ့ရောက်တော့ကံအားလျော်စွာဥပဇင်းနဲ့တန်းတွေ့ရသည်ဟာအတော်ပဲဒေါက်တာကြီးကြုံလဲအခုပဲအန်နီယကင်းပြည့်ညွတ်ပြီးတော့ပြန်လာတာဒီမှာကနှစ်ဆန်းတည်းရဲ့ဆိုပြည့်ညွတ်ကြတာထုံးစံလေတင်မဖျားတပည့်တော်ကံနဲ့သတင်းသိအောင်လာတာဖျားဟာတကားကြီးမသိသေးဘူးလား တော့မပြောကြဘူးထင်တယ်။ကန်နဲ့အတူပါမနေ့ကပဲမြေးချတယ်လေ။ဒကာကြီးပြန်သွားပြီးတိတ်မကြဘူး။ဟာဘာလူကြီးတွေအသေးမသေးချာနဲ့များလုံးလိုက်ကြတာလား။တေးကြတယ်လို့ပြောတာပဲဒကာကြီးရာ။လာလာထူးထူးဆန်းဆန်းပြောရအောင်မယ်။ကြားရင်ဒကာကြီးလည်းအံ့ဩသွားမယ်။ဥပစင်ကသူ့ကြောင်းပေါ်ခေါ်ရင်နွေးချမ်းတောင်းရင်းစကားဆက်ဤ။ဒကာကြီးပြန်သွားပြီးတိတ်မကြဘူး။ဆက်မိဆက်ရာပြောကြရင်းနဲ့ပေါ့။ကျို့တို့ကြောင်းမှာမကွေးဘက်ကကြောင်းနိုင်ဖုံးကြီးဇာတိရက်က ဧည့်သည်တကာတယောက်ရောက်နေတာကိုအဲ့ဒါသူကမေးမြန်းလိုက်ကြည့်ပြီးတည်နေတာကြာပြီးဇာတိရုပ်ပေါ်အောင်သူ့လုံးပေးနိုင်တယ်ပြောတဲ့ဟုတ်လားဖျားဘာလို့လိုက်တာတော့ဂါထာလူလူမန်းနန်းလူလူယူပြီးဖနှောင်းနဲ့ပေါက်တယ်ပြောတာပဲဟာဒုက္ခပါပဲငယ်ရိတ်ကိုပေါက်တာလားယင်ဝကိုပေါက်တာလားဟာတကားကြီးကလည်းလူကိုပေါက်တာတော့ဘယ်ဟုတ်ပါမလဲကြုံလဲလိုက်ကြည့်တာတော့မဟုတ်ဘူးဒါမျိုးတွေလည်းစိတ်မဝင်စားဘူးလေကြည့်တဲ့သူတွေပြောစကားရ သူတို့အိမ်ဝန်းဝိုင်းတွေမှာစီတာအင်းွက်လိုလိုဘာလိုလိုရေးပြီးအဲ့ဒီဘောကို ဖနှောင်းနဲ့ပေါက်တာတဲ့မကြပါဘူးကန်နင်းရုပ်ကလပ်ကအပုံနဲ့တထောင်ထောင်ထွက်လာဆိုပဲဟုတ်ရဲ့လားဖေဟာအရာလုံးရဲ့မျက်စိရှိနှာခေါင်းရှိမှာပဲတခါကြီးရာမသားရှင်မိဝင်းကိုယ်တိုင်ကြီးချပါတော့လို့ပြောယူရတဲ့ကျွန်တော်လည်းဘာမှတ်ချက်ပေးရမှန်းမေမသိတော့တိုက်ဆိုင်မှုပဲလားပုတ်ပွားရမည့်ဇီဝဖြစ်စဉ်ကကာလတစ်ခုမှာနှီးကွေးနေပြီး ကာလတစ်ခုမှာမြန်ဆန်သွားခြင်းများလားဖနောက်ဖြစ်ပေါ့လို့ဆိုတာကြီးကတော့ရှင်ဖျားကောဘလို့သဘောရအောင်ဖျားကိုစီမေးကောမလာခင်ဥပစင်းကိုဥအောင်မေးလိုက်ရည်အင်းပြောရခက်တယ်လေဘာမဆိုဖြစ်နိုင်တာပဲဆိုတော့အေးတဲ့ဥပစင်းကအယောင်းဝယ်ဈေးခွက်ကဘောလုံးသမားတွေလိုဖြီနေပြန်သည်ဥပစင်းလည်းဂျာနယ်ဖတ်ပုံရည်သူကပြောတော့ဒါမျိုးတွေကရှိတတ်ပါတယ်တဲ့ဖနောင်းနဲ့ပေါက်ပြီးနှီးကုန်းချုပ်ပေးကြရတာကို၄-၅ဦးရှိပြီဆိုပဲ ပြောတာပဲတကားကြီးရာခဏနေအဲ့ဒီပုံကူပြန်လာတော့မှတကားကြီးကိုယ်တိုင်စကားစမီပြောကြည့်မင်းမြန်းကြည့်ပေါ့တင်မဖျားနေညူပြီးရွာဘက်စီမှအိုးစီပုံပေါင်းတန်တွေကြားနေရသည်ပြိတ်အောင်ပွဲလားအတာနှစ်ကူးလို့မြူးကြပြောကြတာလားကနေခုံနေကြပြီလားကျွန်တော်မှာတော့လေတဆန်းဆန်းဖြင့်ဖနှောင့်ဆရာကူသားညွန်နေရတော့ဤမဟေတီမဂဇင်းဇူလိုင်း2006နားဆင်ပေးခဲ့သူအားလုံးကိုကျေးဇူးများဤတင်ပါတယ်ရှင်